င်္ဂလာပါရှင်လိုလတ်တဲ့ Renew Agency သတင်းဌာနကနေကြိုဆိုပါရစေ2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မောထောင်မြို့တင်တိုက်ပွဲအတွင်မှာစစ်တုံးမှန်40ကျော်နဲ့အတူလက်နက်ခဲယမ်းတွေကိုတင်စီရမိထားတယ်ဆိုတဲ့သတင်းနေပြည်တော်ဩဒရတီဒီမြို့နယ်အတွင်ကစစ်ကောင်းမရှိရဲ့ကင်းစကန်တစ်ခုကို PLA ရဲဘော်တွေက ဝင်ရောက်စီးနင်းခဲ့တယ်ဆိုတဲ့သတင်း ငင်းကျန်းစွာရှင်တွဲနေထိုင်ရေးမူဝါဒတွေကိုလက်ကင်ထပြီးတော့စစ်အာဏာရှင်စနစ်အမြင့်ပြည့်စေရေးအတွက်တိုက်ပွဲဝင်ကြမယ်လို့ဘာကတာများအဖွဲ့ချုပ်ကပြောကြားလိုက်တဲ့သတင်းအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ဒီမှာကတော့ဇာကြည့်စိတ်ပါ။ ခုတင်ဆက်ပေးခြင်းတာကတော့မောတောင်မြို့သိမ်းတိုက်ပွဲမှာစစ်တုံးမှန်40ကျော်နဲ့အတူလက်နက်ခဲယမ်းတွေကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့တနင်္သာရီတိုင်းနဲ့အရှိတ်အစွန်ဆုံးကမောတောင်မြို့ကိုဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းကတင်ပိုက်နိုင်ခဲ့တဲ့တိုက်ပွဲမှာလက်နက်ခဲယမ်းတွေနဲ့အတူစစ်တုံးမှန်40ကျော်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမြို့သိမ်းတိုက်ပွဲကိုတော့ KNU KNN နဲ့ PDF ရဲဘော်တွေမဟာမိတ်တွေနဲ့အတူဗမာပြည်သူလွမြောက်ရေးတပ်မတော် BPL ရဲ့ရဲဘော်တွေလည်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ KNU KNN ဥဆောင်မှုနဲ့အတူ မောတောင်မျိုးသိန်းတိုက်ပွဲကို KNN တပ်မဟာလေးကတရင်203တရင်71 KNDO တရင်ခွန်တရင်72 BPL FFD တို့ပူးပေါင်းပါဝင်သိမ်းပိုက်ခဲ့တာ ဖြစ်ပြီးတော့တိုက်ပွဲကာလ၃ရက်ခန့်ကြာမြင့်ခဲ့ပြီး စစ်တုံမှန်40ကျော်ဖန်စီထိန်းသိမ်းနိုင်ခဲ့တယ်လို့လဲ Force of Federal Democracy FFD ကဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်အဲ့ဒီတိုက်ပွဲကနေတင်စီရမိခဲ့တဲ့လက်နက်ခဲယံတွေကတော့120လက်ကြီး188လုံး5ဖိုက်တလက်ကြီး2060မမ3လက်420လုံး81မမကြီး108လုံး RPG 2လက်124လုံးပိုယံ129ငကြင်းမီတလက် 11914တောင်း MA1 9နဲ့ MA2 9နဲ့ MA3 6နဲ့ MA4 2နဲ့ M60 တလက်ကပကြီး885တောင်း AK47 တလက်63တောင်းကပိုင်း3နဲ့ G3 လေးနဲ့ဥစီတလက်ပစ္စတိုတလက်209တောင်းကိုလုံးကြီးလေးနဲ့123တောင်းဂျမ်းမာအကြီးတစုံမီးဆက်3လုံးရှေ့ရွက်မိုင်း29လုံး 40မိုင်53လုံး60မိုင်52လုံးအီနာက42လုံးတိုင်မိုင်82လုံးအထိုင်စကားပြောစက်နှစ်စုံ M79 ဘုံဒီ45လုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်မောတောင်မျိုးဟာစစ်ကောင်မရှိရဲ့ကုံသွေးစည်းစိမ်းမှုမှာအရေးပါတဲ့တင်းစာရေးတိုင်းကထိုင်းမြန်မာနယ်စပ်မျိုးတစ်မျိုးဖြစ်ပါတယ်ရှင် မောတောင်မျိုးတိုင်းတိုက်ပွဲအတွင်းလက်နက်ခေရဲနေတဲ့အတူ စစ်တုံးမှန်40ကျော်ဖမ်းဆီးရမိထားတယ်လို့မြေပြင်မှာရောက်ရှိနေတဲ့ CDN ပုံမူတင်လင်းအောင်က Renew Agency ကိုပြောပြထားပါဗျ။မောတောင်မြို့သိမ်းတိုက်ပွဲအတွင်းကတင်စီရမိတဲ့လက်နက် KN တွေနဲ့အတူစစ်တုံးဘက်ရဲ့ဓာတ်ပုံကို CDN ပုံမူတင်လင်းအောင်ရဲ့လူမှုကွန်ရက်မှာလည်းတင်ထားပါဗျ။မော်တော်နယ်စပ်စခန်းဟာအရင်က KNU ဗိဒဝေခရိုင်တနင်္သာရီမြို့နယ်ဌာနချုပ်အခြေဆိုင်ရာနေရာဖြစ်ပြီးတော့ဗမာစစ်တပ်က1992ခုနှစ်မှာ ထိုးစစ်ဆင်တက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးအခုတော့နှစ်ပေါင်း30ကျော်အကြာမှာ KNU တပ်မဟာလေးနဲ့တော်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်း KNU ဗိတ်တော်ရဲ့ခရိုင်တာဝန်ရှိသူတွေကအတည်ပြုထားပါတယ်။ KNU KNL တို့နဲ့အတူဝေါ်တော်မျိုးသိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ဗမာပြည်သူလူမျိုးရေးတပ်တော် BPNA ရဲဘော်တွေအနေနဲ့ကရင်ပြည်နယ်အတွင်းဖာပုံတိုက်ပွဲတွေအပါအဝင် တခြားစက္ကန့်သိန်းတိုက်ပွဲတွေမှာလည်းပူရဲတိုက်ပွဲဝင်နေသလိုရှမ်းမြောက်တိုက်ပွဲတွေအပြင်အညာဒေသနဲ့တခြားဒေသတွေမှာလည်း BPL ရဲ့ရဲဘော်တွေရှိနေပြီးဖြစ်ပြီးတော့တချို့မှာတိုက်ပွဲဝင်နေကြပြီးဖြစ်ပါတယ်။မောတော်ပြူသိန်းတိုက်ပွဲနဲ့ပတ်သက်ပြီးဘာဘလက်ကနေမရွေးဘူးဆိုတာကိုတပ်ပုံလေးနဲ့တကွ BPL ကုတ်ကဲရေးမှုမောင်ဆောင်ခါကလူမှုကိုရက်ကနေတဆင်အတိပေးထားပါတယ်ရှင်။ အခုတင်ဆက်ပေးချင်တာကတော့နေပြည်တော်ဥတ္တရတီတီမြို့နဲ့အတွင်ကစစ်ကောင်မရှိရဲ့ကင်းစခန်းတူကိုကို PLA ရဲဘော်တွေကဝင်ရောက်စီးနင်းခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။အာနာသိစစ်အစိုးရအခြေဆိုင်နေပြည်တော်ကောင်စီနယ်မြေဥတ္တရတီတီမြို့နဲ့အတွင်ကရတနာမြေအခြေပြုအာနာသိစစ်တပ်ရဲ့လုံခြုံရေးကင်းစခန်းကိုပြည်သူလူမျိုးရေးတက်မတော် PLA ရဲဘော်တွေကနိုဝင်ဘာလ12ရက်နေ့ညနေပိုင်းကဝင်ရောက်စီးနင်းခဲ့တာပဲ ဖြစ်ပါတယ်ရှင်။ စစ်ကောင်မရှင်လာအောင်ခံနေနှစ်နှစ်ဝန်းကျင်တက်ဆွဲထားတဲ့အဲ့ဒီလုံခြုံရေးစခန်းကို PLA ရဲဘော်တွေကရမဲတေမြို့နယ်ကစစ်ကြောင်းတကြောင်းနေပြည်တော်နယ်အမြန်လန်းကစစ်ကြောင်းတကြောင်းအခြေပြုစခန်းနှစ်ခုကစစ်ကြောင်းတကြောင်းအာလုံပေါင်းစစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်စီးနင်းခဲ့တာလို့လည်းဒီကနေ့နိုဝင်ဘာလ14ရက်မှာ PLA ကထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်တပ်လုံခြုံရေးကင်းစခန်းကိုဝင်ရောက်စီးနင်းချိန်မှာစစ်ကောင်မရှင်လောက်ခံရီစခန်းစုပါထွက်ပြေးသွားပြီး ကင်းကြည့်မျောစင်တွေဘန်ကာတွေကိုဖျက်ဆီးနိုင်ခဲ့ပြီးစက္ကန့်တွေဝင်ရောက်ခါစက္ကန့်ကို ရှင်းလင်းရေးတွေဆောင်ရွက်ခဲ့ကြောင်းနိုဝင်ဘာလ23ရက်နေ့ကလည်းဒုတိယအကြိမ်ထပ်မံရှင်းလင်းခဲ့ချိန်မှာကြီးတချို့ငွေသားတချို့နဲ့စစ်အသုံးဆောင်ပစ္စည်းတချို့ကိုတင်စီရမိတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိအချိန်မှာတော့အာနာသိစစ်တပ်စစ်ကြောင်းကနေရတနာမြေအခြေပြု လုံးကျွေးစက္ကန့်ရဲ့အနီးကပ်ရွာနေရွာကိုစစ်ကြောင်းထိုးနေတယ်လို့လည်းသိရပါတယ်ရှင်။ အခုတင်ဆက်ပေးချင်တာကတော့အပြန်အလှန်ရိုင်းပေးကူညီရေးနဲ့ငြိမ်းချမ်းစွာရှင်တွဲနေထိုင်ရေးမူဝါဒတွေကိုလက်ကင်ထားပြီးတော့စစ်အာဏာရှင်စနစ်အမြင့်ပြတ်စေရေးအတွက်တိုက်ပွဲဝင်ကြရမယ်လို့ဘာကသာများအဖွဲ့ချုပ်ကပြောကြားလိုက်တဲ့သတင်းဖြစ်ပါတယ်ရှင်။ဒီကနေ့အချိန်ဟာစစ်နဲ့တော်လှန်ရေးအချိန်ဖြစ်တာနဲ့အညီလူမျိုးပေါင်းစုံလူထုတရံလုံးဟာ အပြန်အလှန်ရိုင်းပင်းကူညီရေးနဲ့ငြိမ်းချမ်းစွာရှင်တွဲနေထိုင်ရေးမူဝါဒတွေကိုလက်ကင်ထားပြီး ်စ်အာဏာရှင်စနစ်အမြင့်ပြတ်စေဖို့အတွက်တိုက်ပွဲဝင်ကြမယ်လို့ဒီကနေ့နိုဝင်ဘာလ14ရက်နေ့တစားမုံလာပြည့်ကျော်10ရက်နေ့မှာကြာရောက်တဲ့တရားငါးကြိမ်မြောက်အမျိုးသားနေ့အထည်အမတ်အတွက်ဗမာနိုင်ငံလုံးဆိုင်ရာကြောင်းသားများတမကအဖွဲ့ချုပ်ကထုတ်ပြန်ပြောကြားထားတာပဲဖြစ်ပါရဲ့ရှင်မြန်မာပြည်မှာရှိတဲ့အမျိုးသားတွေရဲ့အမျိုးသားရေးအရေးတော်ပုံဟာစစ်အာဏာရှင်စနစ်ဆုံးခန်းတိုင်ပြီးဒီမိုကရေစီနဲ့တရားမျှတမှုရှိတဲ့နိုင်ငံတော်တည်တည်ဆောက်ဖို့ဖြစ်ပြီး အမျိုးသားရေးတာဝန်ဟာစစ်အစိုးရအဆက်ဆက်ကြောင့်အမျိုးဘာသာတာသနာဆိုပြီးအစွန်ရအမျိုးသားရေးအဖြစ်ပုံပြဲပန်းပြဲဖြစ်နေတယ်လို့လည်းပြောထားပါဗျ။အမျိုးသားရေးအတွေးကောမှတ်တမ်းများကိုဗမာလူမျိုးကြီးဝါဒအဖြစ်ပုံပြောင်းပြီးမတူကွဲပြားမှုတွေနဲ့ငြင်းချမ်းစွာရှင်တွဲနေထားရေးစီးပွားရေးနဲ့ရင်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးဆိုတာကိုတိုင်းပြည်ကထားရှိတဲ့အမျိုးသားရေးအတွေးကောမှတ်တမ်းများကိုစစ်အစိုးရအဆက်ဆက်ကမိမိကွဲပြောင်းစေခဲ့ပါဗျ။ တိုင်းပြည်ရဲ့ရေမြေနဲ့ကိုက်ညီပြီးအလုံးလုံးတဲ့လူလူတရလုံးကောင်စာရေးကိုရှေးရှုတဲ့နိုင်ငံရေးနဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အကောင့်ထဲဖော်နိုင်စမ်းမရှိတဲ့စစ်အစိုးရဟာဘယ်မှာအမျိုးသားရေးဝါဒကိုလက်ကင်ပြူထားတယ်လို့ပြောလို့မရတဲ့အတွက်အပြန်အလှန်ရိုင်းပင်းကူညီရေးနဲ့ငင်းကျန်းစွာရှင်တွေ့နေထိုင်မူဝါဒတွေကိုလက်ကင်ထားပြီးတော့စစ်အာဏာရှင်စနစ်အမြင့်ပြတ်စေရေးအတွက်တိုက်ပွဲဝင်ကြရမယ်လို့ ဘာကသာမြအဖွဲ့ချုပ်ကထုတ်ပြန်ပြောကြားထားတာဖြစ်ပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့အော်တိုဘာလာအတွင်မှာ အာနာသိစစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှု250ကျော်ပြုလုပ်ခဲ့ရမှာပြည်သူ185ဦးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။အာနာသိစစ်ကော်မရှင်တပ်ဟာနိုင်ငံအနှံ့အပြားကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေခဲ့ရာအော်တိုဘာလာအတွင်မှာတော့လေကြောင်းတိုက်ခိုက်မှုအကြိမ်250ပြုလုပ်ခဲ့မှုအတွင်မှာ ပြည်သူ185ဦးသေဆုံးခဲ့ရပြီးတော့522ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဝန်ကြီးဌာနကမနေ့ကထုတ်ပြန်အတည်ပြုထားပါတယ်။စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုဟာအော်တိုဘာလအတွင်းမှာ959မှုရှိခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီအထက်ကလေကြောင်းတက်ခတ်မှုကြောင့်သေဆုံးခဲ့ရတဲ့185ဦးမှာအသက်18နှစ်အောက်ကလေးငယ်38ဦးပါဝင်ပါတယ်။ အကြံဖက်စစ်အုပ်စုရဲ့အကြံဖက်မှုတွေကိုတက်တေပြနေတဲ့သွေးစွန်းနဲ့ကိန်းကနန်းတွေကတော့မရက်တန်သေးပဲဆက်လက်မြင့်တက်နေတာကိုပြီးခဲ့တဲ့အော်တိုဘာလကမှတ်တမ်းတွေအရာမြင်တွေ့နိုင်ပါတယ်လို့လည်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောထားပါဗျ။အာနာသိန်းစစ်အုပ်စုဟာလူထုကိုအစိုးရအပြုံလိုက်တပ်ဖြန့်မှုတွေလည်းဆက်လက်ကျူးလွန်နေတာဖြစ်ပြီးတော့အော်တိုဘာလတလာတဲ့မှာပဲနိုင်ငံတော်ဝမ်းမှာအစိုးရအပြုံလိုက်တပ်ဖြန့်မှုစုစုပေါင်း၁၇ကြိမ်ကျူးလွန်ခဲ့တဲ့အတွက် ပြည်သူ116ဦးသေဆုံးခဲ့ရပါတယ်။အဲ့ဒီအထဲမှာတော့အသက်18နှစ်အောက်ကလေးငယ်16ယောက်အထိပါဝင်နေလို့လည်းသိရပါတယ်။အာနာသိစစ်တပ်ရဲ့အော်တိုဘာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကိုမန္တလေးတိုင်းမှာအကြိမ်60အထိအများဆုံးပြုလုပ်ခဲ့တာကို တွေ့ရှိရပြီးတော့အများဆုံးပြည်သူသေဆုံးခဲ့ရတာကတော့သခိုင်းတိုင်းက24ဦးဖြစ်ပြီးအများဆုံးဖြစ်ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြားထဲမှာထိခိုက်ဒဏ်ရာရရှိသူ 142ရောင်းနဲ့စကိုင်းတိုင်းကပဲအများဆုံးဖြစ်နေပါဗျ။စစ်အုပ်စုရဲ့အော်တိုဘာလအတွင်းအစုလိုက်အပြုံလိုက်တက်ဖြတ်မှုဖြစ်စဉ်စက်တခုအတွင်းမှာတည်ဆုံးသူ166ဦးရှိခဲ့တဲ့အထဲမှာအမျိုးသား88ဦးရှိပြီးတော့အမျိုးသမီး32ဦးရှိခဲ့ပါဗျ။အဒီအထဲမှာဂျန်တာခွဲကြမရရှိသူ9ဦးရှိခဲ့ပါတယ်။အဒီအထဲကအသက်18နှစ်အောက် ဆကြောက်ကိုရှိခဲ့တယ်ဆိုတာကိုလည်း NUG လူအခွင့်ရေးဝင်ကြီးဌာနကမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။အကြံဘတ်စေအိုဆိုဟာတရားမဝင်ရွေးကောက်ပွဲကိုကြိုးပမ်းနေတာနဲ့အတူမြေပြင်မှာလူတို့အပေါ်အကြံဖတ်မှုတွေလည်းစက်တိုက်တိုးမြင့်လှုပ်ဆောင်နေပါတယ်။တရားမဝင်ရွေးကောက်ပွဲဥပဒေကို အသက်သွင်းပြီးလူတို့ကိုဖန်ဆီးထောင်ချတာတွေစက်တိုက်လှုပ်ဆောင်နေသလိုအကြောက်တရားရိုက်တွင်းပြီးအတူအယောင်ရွေးကောက်ပွဲကို ပုံဖော်နေပါတယ်။ အဲ့လိုလုံရက်တွေနဲ့ပတ်သက်ပြီးတော့ NUG လူ့အခွင့်အရေးဝင်ကြီးဌာနအနေနဲ့တံပတ်စစ်အုပ်စုရဲ့ကျူးလွန်မှုတွေအားလုံးကိုအရေးယူခံရနိုင်ဖို့အစွမ်းကိုဂျူပန်အားထုတ်သွားမှာဖြစ်တယ်လို့လည်းပြောထားပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့ကာလာလာတာအမတ်ကိုလီနှစ်တုံညာတရင်တီထောင်ခဲ့ခြင်း၃နှစ်ပြည့်အခမ်းအနားပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။ကရင်ပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦး ကလလတာအမတ်၉လေးတစ်တုံညာတိုက်ရင်တက်တီထောင်ခြင်း၃နှစ်ပြည့်အခမ်းအနားကိုဒီကနေ့နိုဝင်ဘာလ၁၄ရက်နေ့မနက်ပိုင်းကကရင်နီပြည်တနေရမှာအချင်းချုံကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်။အဲ့ဒီအခမ်းအနားကိုကလလတာဥက္ကဋ္ဌဒုဥက္ကဋ္ဌတေဘ ഹു ကော်မတီဝင်တွေနဲ့အတူဌာနအတီးတီမဟာမိတ်အဖွဲ့အစည်းအတီးတီကတက်ရောက်ချီးမြှင့်ခဲ့ပြီးဂုဏ်ပြုမေကွန်းတွေပြောကြားခဲ့သလိုကလလတာအလံတော်ကိုအလေးပြုခြင်းနဲ့စတင်ခဲ့ပြီး တက်ရောက်လာတဲ့ရဲဘော်ကေတာတွေကစီကံကြီး၃ရက်တတိပြုရန်၈ချက်တချင်းကိုတံပြန်တီဆိုခဲ့ကြတယ်လို့လည်းဒီကနေ့မှာ ကာလာလာတာအမှတ်၉၄၃ရာတရင်ကထုတ်ပြန်ထားပါရယ်ဒီကနေ့မှာပြုလုပ်တဲ့အခမ်းအနားအစီအစဉ်တွေထဲမှာဆိုရင်ဘျူဟာတစ်အမျိုးသမီးရဲဘော်တွေကတည်တချင်းအကရီနဲ့ဖြောပြေတင်ဆက်ခဲ့ကြပြီးနောက်အမှတ်၉၄၃ရာတရင်ဒုတက်ရေမှုရဲဘော်ကျော်ရန်ရှင်ကတရင်တမိုင်အချင်းကိုဖတ်ကြားခဲ့ပါရယ် အဒီနာမှာတော့ကိုလဲအင်ကပေးဆက်ခဲ့ရတဲ့ရဲဘော်တွေနဲ့ကြာဆုံးရဲဘော်တွေကို တရေအတိမတ်ပြုဂုံပြုလာပြီးပေးအပ်ချီးမြှင့်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့စစ်အာဏာရှင်စနစ်ကိုအပီးတိုင်ဖြိုဖျက်ပြီး Federal Democracy ပြည်တော်စုတိဆောက်ရေးတမိုင်းမော်ကိုတင်ဆက်ထူကြဖို့ NUG ကတိုက်တွန်းလိုက်တဲ့သတင်းဖြစ်ပါတယ်ရှင်။တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေနဲ့တိုင်းရင်းသားတပ်တွေ စီလုံးညီညွတ်စွာနဲ့စစ်အာဏာရှင်စနစ်ကိုအပီးတိုင်ဖြိုဖျက်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့တမိုင်းမော်ကွန်းတစ်ကိုစိုက်ထူကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒီကနေ့နိုဝင်ဘာလ14ရက်နေ့မှာကြာရောက်တဲ့105နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထည်အမှတ်ဂုံပြူတဝန်လာထုတ်ပြန်ရမှာထည့်သွင်းပြောကြားထားတာဖြစ်ပါတယ်။အဲ့ဒီ105နှစ်မြောက်အမျိုးသားအောင်ပွဲနေ့တဝန်လာမှာပြောထားတာက ြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးတဲ့နောက်ပိုင်းအမျိုးသားနေအောင်ပွဲကိုနှစ်စဉ်တစားမုံလာပြီးကျော်၁၀ရက်မှာကျင်းပပြီးမြန်မာတနိုင်ငံလုံးဖိနှိပ်ခံဘဝကနေလွတ်မြောက်ရေးဆင်နွှဲခဲ့ကြတဲ့တော်လည်းရေးစိတ်ဓာတ်နိုးကြစေခဲ့တဲ့နေ့ရက်လည်းဖြစ်ပါတယ်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့တဲ့အတိတ်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်တိုင်းတပါကကျူးလွန်ကြုံပြတာကိုခေါင်းငုံမခံပဲ မိမိတို့နိုင်ငံကိုချစ်မြတ်နိုးတဲ့အမျိုးသားရေးစိတ်ဓာတ်နဲ့လူတို့ကိုစီယုံစော်အော်တာကိုလိုနီနေချက်တွေကိုတပိတ်လက်နက်ကင်ဆွဲပြီးစန့်ကျင်ရာကတက်စစ်လက်နက်ကင်တိုက်ပွဲဝင်ပြီးတောင်တန်းပြည်ပစီလုံးညညစွာနဲ့လွတ်လပ်ရေးကိုအရယူအောင်ပွဲဆင်နိုင်ခဲ့တဲ့လွတ်လပ်ရေးတမိုင်းဟာလေထင်ရှားပြီးဖြစ်တယ်လို့လည်းတဝန်လွာမှာထည့်သွင်းပြောထားပါဗျ။ဒီနေ့ခင်မာလေတိုင်းရင်သာပြည်သူလူထုအပေါ်မှာမတရားအာဏာနဲ့ဖိနှိပ်တပ်ဖြတ်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို တောင်းတမ်းမြေပြန်တိုင်းရင်းသားပါဆောင်တဲ့မြန်မာပြည်သူလူထုတည့်ရက်လောက်ကရရနီလန်းတွေနဲ့ခုခံတွန်းလှန်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုကြည်တည်ဆောက်နိုင်ဖို့အတွက်ပြည်သူ့နေဦးတော်လှန်ရေးကြီးကိုဆင်နွှဲနေတဲ့ကာလဖြစ်ပါတယ်။အတိတ်သမိုင်းမှာလွတ်လပ်ရေးပန်းနိုင်ကိုရအောင်နေချက်ကိုလိုနီနဲ့အာနာရှင်ဝါရာကို စီစီလုံးလုံးညင်ညွညွနဲ့တဆင်ပြီးတဆင်တွန်းလှန်အောင်ပွဲဆင်နိုင်ခဲ့တယ်လို့ အခုလက်ရှိပြည်သူ့ຫນွေဦးတော်လိုင်းရေးမှာလည်းအမျိုးသားနေအောင်ပွဲကိုအကြောင်းပြုပြီးမြန်မာတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတရလုံးအပါအဝင်တိုင်းရင်းသားတော်လိုင်းရေးတပ်ဖွဲ့တွေအားလုံးစီလုံးညီညွတ်စွာနဲ့စစ်အာဏာရှင်စနစ်ကိုအပိဓာန်ဖြိုဖျက်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ဖို့အတွက်သမိုင်းမော်ကုန်အသည်စိုက်ထူရေးထိုးတွန်းလှန်သွားကြဖို့အမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းထားတာဖြစ်ပါတယ်။1885ခုနှစ်မှာမြန်မာနိုင်ငံဟာ တိုင်းတော်ပါကျူးကျော်တာခံရပြီးအချုပ်အချာအာနာဆုံးရှုံးကနေချေအစိုးရလက်အောက်ခံကိုလိုနီအဖြစ်ကြားရောက်ခဲ့တာဖြစ်ပါတယ်။အရိကိုလိုနီနေချေအစိုးရရဲ့ဖိနှိပ်မှုအောက်ကနေလွန်မြောက်ဖို့အမျိုးသားဒေါ်လာရေးကြီးဆင်နွှဲခဲ့ကြရမှာမြန်မာတက်ကြေ1282ခုနှစ်တစားမုံလာပြကျော်၁၀ရက်နေ့မှာရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာရန်ကုန်တက္ကသိုလ်အဥပဒေကိုကန့်ကွက်တဲ့အနေနဲ့ပထမဆုံးသပိတ်တိုက်ပွဲဆင်နွှဲခဲ့တဲ့နေ့ကို အမတ်တညာပြုပြီးတော့အမျိုးသားအောင်ပွဲနေ့ကို တစားမုံလာပြီးကျော်ဆယ်ရက်နေ့အဖြစ်သတ်မှတ်ခဲ့ကြတာဖြစ်ပါရဲ့ရှင်။အခုတင်ဆက်ပေးချင်တာကတော့နေပြည်တော်တက်ကုံမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းကစစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။နေပြည်တော်တက်ကုံမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်239လေးကတရာစစ်တပ်ဂိတ်စခန်းကို နဝင်ဘာလ17ရက်နေ့ည9:45မိနစ်ခန့်က PDA ရဲဘော်တွေကမိနစ်30ကြာဝင်ရောက်ပြစ်ခတ်တက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်မရှိလောက်ခန့်2ဦးသေဆုံးတယ်လို့တပ်ကုန်း PDA တပ်ဖွဲ့ကထုတ်ပြန်ထားပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်မရှိတပ်သား2ဦးသေဆုံးပြီးဗိုလ်တအူအပြေးထန်ထိခိုက်ဒဏ်ရာရရှိကစေယုတ်တင်ဖို့ကုသထားကြောင်းနဲ့ဝင်ရောက်တက်ခိုက်ခဲ့တဲ့နေပြည်တော်တပ်ကုန်း PDA တပ်ရဲ့အမှတ်803ကရဲဘော်တွေဟာ အထီးကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။နေပြည်တော်ဥတ္တရသီရီမြို့နယ်အတွင်းကရတနာမြေအခြေပြုအာနာသိစစ်တပ်ရဲ့လုံခြုံရေးကိစ္စခန့်ကိုလည်းပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ရဲဘော်တွေကနိုဝင်ဘာလ12ရက်နေ့ညနေပိုင်းကဝင်ရောက်စီးနင်းခဲ့ပါသေးတယ်။အဲ့ဒီစီးနင်းမှုအပြီးဒီကနေ့မှာတော့စစ်ကောင်မရှင်တက်ကအဲ့ဒီနေရာတဝိုက်ကိုစစ်ကြောင်းထိုးနေတယ်လို့လည်းသိရပါဗျ။အဲ့လိုပါပဲနေပြည်တော်တက်ကုံ PD ရဲ့တက်ရဲအမှတ်ရှိရ၃ကရဲဘော်တွေက ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်239လေးကတရာစစ်တပ်ကိစ္စခန်းကိုတက်ခိုက်ပြီးနောက်မှာတော့အမြန်လမ်းအနောက်ဖက်ခြမ်းကျေးရွာတွေကိုစစ်ကောင်မရှင်တပ်စစ်ကြောင်းတွေထိုးနေတဲ့အတွက်ကျေးရွာနေပြီးပါပြည်သူတွေစစ်ရေးတတိနဲ့သွာလာနေထိုင်ကြဖို့ကိုလည်းတက်ကုန်း PDF ကအသိပေးထားပါတယ်ရှင်လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေထူးခြားသတင်းတွေနဲ့ ပြည်သူတွေတိတိတိထိုက်တဲ့စောင်းပါတွေဝေဖန်သုံးသက်ချက်တွေကိုလည်းနောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ကြည့်ရှုနာဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစစ်ပေးမှာအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းလိုက်ရပါရဲ့ရှင်။